လာပါကနေ့ကတော့စာတူကိန်းအကြောင်းမျိုးရှင်းပြမယ်။ခေါင်းစဉ်ပါတဲ့တုံးဆိုတော့စာတူကိန်းစာတူကိန်းများစာတူကိန်းများအကြောင်း ရှင်းမယ်။အင်္ဂလိပ်လိုကသူတို့ကဘယ်လိုပြောထားအောင်ဆိုတော့ M U N D I B L E multiple and U M B E R S number multiple number ဆိုပြီးတော့ပြောထားတယ်။စာတူကိန်းနေအကြောင်း multiple number တွေအကြောင်းကို ပြောရမယ်ဆိုလို့ရှိရင် multiple number တွေအကြောင်းပြောရမယ်ဆိုလို့ရှိရင်ဆရာတို့ငယ်ငယ်တုန်းကအလီလေးပါလေးဆိုခဲ့မလားအလီကပါလီလေးဆိုခဲ့တော့ဆိုတော့အခုမှနှစ်လီပဲပြောကြပါဆိုတော့နှစ်တလီနှစ်နှစ်နှစ်လီလေးနှစ်သုံးလီရှားဆိုပြီးတော့ရှိတယ်အဲ့လိုမျိုးအများကြီးဆိုလို့ရတယ်ဒီဘက်ကလည်းအများကြီးထွက်လာနိုင်တယ်အဲ့လိုမျိုးအလီဆိုတဲ့အခါမှာဆရာတို့ကဒီဘက်မှာ အဲ့ဒီခါမှာဆရာတို့ကဒီညံကပါတော့ဆိုတော့မြောက်ဂိမ်းလို့ခေါ်မယ်။ဘာဂိမ်းလို့ဆိုတော့မြောက်ဂိမ်းအဲ့ဒီမြောက်ဂိမ်းလေးနဲ့ဘာလေးနဲ့မြောက်လိုက်ရင်တော့ဆိုတော့မြောက်ဖော်ဂိမ်းနဲ့မြောက်လိုက်ရင်မြောက်ဂိမ်းနဲ့မြောက်ဖော်ဂိမ်းနဲ့ဒါမြောက်လိုက်ရင်ဘာရမှာလဲတော့မြောက်လိုက်ရမယ် ဲ့ဒီခါမှာဆရာတို့ကဒီမြောက်ကိန်းဆိုတဲ့ကောင်ကပါလေတော့ဆိုတော့ဒီမှာ222ဆိုတဲ့ကောင်တွေကမြောက်ကိန်းဒီမှာရှိရဲ2 4 6လို့ဆိုတာပါလေတော့ဆိုတော့မြောက်လက်တွေထွက်လာမှာအခုဆရာတို့သင်မဲ့သင်ခန်းစာကလည်းစတိုးကိန်းဆိုတဲ့အကြောင်းသင်မှာစတိုးကိန်းကဒီထွက်လာတဲ့မြောက်လက်ကနေရာကကောင်အရာတွေဒီဆရာတို့စတိုးကိန်း ဥမာဒီမှာဆိုလို့ရှိရင်ဆရာတို့ရှင်းပြထားတယ်ဒီမှာဆို2တလီ2 2နဲ့လီ4 2 3လီ6ဆိုပြီးတော့ရှည်တွေထွက်တယ်အဲ့ဒီခါမှာ2ဆိုတဲ့ကိန်းဂဏန်းနေရာမပြောင်းဘူးဒီမပြောင်းနဲ့2ဆိုတဲ့ကိန်းဂဏန်းနေရာဘာတွေဖြစ်မလို့ဆိုတော့2ဤစာတို့ကိန်းကိုရှာခိုင်းတာနီးစာတို့ကိန်းကိုရှာလိုက်တော့ဒီ2တရတော့မပြောင်းဘူးပြောင်းတော့တာတွေကဘာတွေပြောင်းသွားသလဲဆိုတော့ဒီမှာ1တီ2တီ3နေရာတော့ပြောင်းတော့တယ်သူပြောင်းတော့ပြီမြဲဒီမှာသူ ဒီမြောက်ဖို့ကိန်းပြောင်းသွားတယ်လို့ဘာဒီပြောင်းတော့လို့ဆိုတော့မြောက်တဲ့တည်းလည်းပြောင်းတယ်ပြောင်းသွားတဲ့မြောက်တဲ့ဒီဆရာတို့ကပါရဲရောရလာမောင်စာတိုးကိန်းနေရလာအဲ့ဒါဆိုရင်မိကုန်လေးတစ်ခုမေးကြည့်မယ်အမတ်တစ်ဆိုကြပါစို့ဆရာတို့ကမိကုန်လေးမေးလိုက်မယ်နေဤစာတိုးကိန်းများကိုရှာပါပေါ့ ီမှာဆိုနှိမ့်စာတို့ကိမျောက်ရှာပါဆိုလို့ရှင်ဆရာတို့ဟာသူမေးထားတဲ့မေးခွန်းတိုင်းဆရာတို့မေးခွန်းပြန်ကောက်မယ်နှိမ့်စာတို့ကိညာမှာဆိုပြီးတော့လောက်မယ်နှိမ့်စာတို့ကိနေကိုလိုချင်တယ်ဆိုလို့ရှင်ဆရာတို့ကမလုပ်မလဲအလီပဲဆိုမယ်နှစ်တလီသူမျိုးဆရာတို့ကရှာတဲ့ခါမှာအများကြီးရှာလို့ရတယ်ဒါပေမဲ့အခုတော့ဆရာတို့ကတလောက်ပဲရှာတယ် ရှားတဲ့ခါမှာဒီမှာရှိနေတဲ့1တီ4တီ6တီ7တီဒီဘက်မှာပေါ်လာတဲ့30 7 14 16ဆိုတဲ့ဂိမ်းကြီးပါဂိမ်းကြီးတော့ဆိုတော့ခုနအပေါ်မှာဆရာပြောခဲ့တဲ့လိုမျိုးဒီမြောက်လက်ကဘာဂိမ်းကြီးဖြစ်မှာလဲစာတိုးဂိမ်းကြီးဖြစ်မှာအခုမေးထားတာလဲဘာကိုပဲမေးတာတော့စာတိုးဂိမ်းကိုပဲမေးတာမေးရတော့ကြောင့်အဲ့ဒီဟာလေးတွေကိုဆရာတော့ပြန်ရင်းမယ်ငဲကော်မာ၄ကော်မာ၆ကော်မာ၈ကော်မာ၁၀ကော်မာ၁၂ကော်မာ 14ကောမ16ကောမဆိုပြီးတော့အဆုံးမရှိတဲ့ကြောင်း14 36လောက်အဲ့ဒါနှစ်ဤစာတို့ဂိမ်းများမှာဆိုပြီးတော့0ကရတယ်အဲ့ဒါဆိုလို့ရှိရင်ဒီစာအုပ်ထဲမှာပါတဲ့ဒီလူ့ကျင်ငန်းဖြစ်တဲ့မှာဒီမှာပေါ်ပြီးထားတယ်လဲဆိုတော့လေ့ကျင့်ရနှစ်တည်းမှာတင်ပါသမေးခွန်းလေးပါရေးထားတော့ဆိုတော့ ပုံစံအောင်ငယ်တော့လေးစားတို့ကိများကိုရှာပါစို့ကြောသူကရှာခိုင်းတာလေ30အောင်ငယ်တော့ဆိုတဲ့စာပိုင်းအတွက်ကြောင့်ဆရာတို့ဆိုလိုက်တဲ့လေးအလီကညောက်လက်မှာက30အထက်ကြီးလို့ရှိရင်ဆရာတို့ကယူလို့မရဘူးသူကပြောထားတာ30ရဲ့အောက်လို့ပြောရတဲ့ကြောင့်30ရဲ့အောက်ကဟာတွေပဲယူရမယ် 30ရဲ့အထက်ကဟာတွေကိုယူလို့မရဘူး30ထက်ကြီးသွားပြီဆိုရင်ဆရာတို့ကမယူရတော့အဲ့ဒါဆိုလို့ရှိရင်ဆရာတို့ကဒီပါလီဆိုရမှာလေတော့လေးလီဆိုရမှာအဲ့ဒါဆိုရကုနာလည်းလေးလီဆိုကြည့်မယ်အဲ့တော့သူမေးခွန်းတိုင်းဆရာတို့ပြန်ကောသုံးဆောင်ငင်တော့လေးစာတို့ကိမြန်မှာဆိုပြီးတော့ဆရာတို့အလီဆိုမယ် 48လီမှာဆရာတော်ဘယ်လောက်ရအောင်48လီ32အဲ့ဒီ32ဆိုတဲ့ကင်းကြီးကဒီ30ဆိုတဲ့ဆရာတော်သတ်မှတ်ထားတဲ့ဒီ30ဆိုတဲ့ကင်းထက်ပါဖြစ်နေတော့ကြီးသွားတယ်30တဲ့ကြီးအောင်ဆရာတော်ယူမှလားမယူဘူးလားမယူဘူးမယူဆိုလို့ရှိရင်48လီ32ကိုရေးစရာလိုသေးလားမလိုတဲ့အတွက်ကြောင့်ဆရာတော်ဒီ48လီ32ကိုဆရာတော်မရေးတော့ဘူး ်မရတော့တဲ့အကြောင်းဆက်တော့ဘယ်နှနေရက်လိုက်တာတုန်းဆိုတော့698မှာနေရက်လိုက်တယ်အဲ့တော့ရက်လာတဲ့ဒီ48720242428ဆိုတဲ့ဟာအဖြေတွေရအဲ့အဖြေတွေကိုပြန်ပြီးတော့ရင်းမယ်၃ဆောင်ငယ်တော့လေးစာတူကိညာမှားဒီရလာတဲ့ မြောက်လက်တွေကိုပြန်ရင်းတယ်။ရလာတဲ့မြောက်လက်တွေက4,8,12,16,20,24,28ဆိုကျွန်တော်ပြီးသွားပြီ။အဲ့မှာတိုးဖြစ်ပါသည်လို့ထည့်ကြည့်လဲရတယ်။တိုးဖြစ်ပါသည်ပေါ့။